ကဲအားလုံးပဲမင်္ဂလာပါခုပြောရမယ့်အကြောင်းလေးကတော့မနေ့ညနှစ်နိုင်ခွဲမှာကစားသွားတဲ့အာဆင်နယ်နဲ့ဘိုင်းမြူနစ်တို့ရဲ့ပွဲပြီးအမြင်လေးပဲဖြစ်ပါတယ် Let's go ဆိုအရင်ဆုံးကျွန်တော်တို့လိုင်းရလေးအရင်စပြောလိုက်မယ်အဲ့တော့အာဆင်နယ်ဘက်ကဘရူရီပါလဲဘိုင်းမြူနစ်ဘက်ကဘရူရီပါလဲအာဆင်နယ်ဘက်ကမနေ့ည ပြောင်းလဲနည်းနည်းလောက်သွားတယ်အဲ့ဒါပါဆိုကုရမရာယာပဲတင်မပါတယ်စလီပါပါတယ်အင်ကပြဲနေမှာမတ်စကာရာပွင့်သွားတယ်ကလာဖီယိုနေမှာလူးစ်ကလီပွင့်သွားတယ်သူလုံးရှင်တဲ့ဘောကတော့နေပြေးလိုက်နေပြေးပြေးဆော့ဆော့မယ်ဆိုတဲ့ပုံစံနဲ့ထွက်လာတယ်အလယ်မှာတော့ပုံမှန်အတိုင်းပဲဇူမနီရိုက်စ် easy ညတော့မစကာဘယ်တော့မှမထော့ဆာတိုက်စစ်မှာမရီနိုပါလာတယ်ဘိုင်ဟန်ကဘရီလေနူဝါပါလိုင်းမှာတာဥပမီကန်နိုကေမစ် ပပလိုဗစ်ကာဥလီစီဂနာဗရီဂိမ်းဆိုပြီးပါလာဒီပွဲမှာအာတီနာနဲ့ဗင်ဆန့်ကုမ္ပဏီကဘဒူအုံနောက်ပိုကောင်းနေဆိုပြီးကစားပါတာအာတီဒာဒီကျွန်တော်မင်းရပြောရတဲ့မှာအာတီဒာဒီသူမရဲရင်ဒီပွဲရှုံးမယ်လို့ပြောထားတယ်သူရဲရင်မဲ့လောက်သွားရရှိတယ်ပြီးတော့အာတီဒာဒီဒီနှစ်ပွဲမှာကျွန်တော်မင်းရမှာပြောသွားတဲ့အတိုင်းပဲနောက်တစ်ခုဖြာဖြစ်လဲဆိုတော့သူဒီဘိုင်ယန်ကိုဘောလုံးပေးကြိုင်မှာ မင်းဘောလုံးယူလိုက်ဘောလုံးကြိုက်တော့ယူမင်းအမင်းအဲ့တော့ဘလို့ကစားွားလဲဆိုတော့သူတို့ဘောလုံးပေးထားတယ်ဇုံနေအားလုံးမှာကတ်ထားလိုက်မင်းတယောက်တည်းဘောလုံးယူခြင်းသူတို့ယူတာမင်းအမင်းတယောက်တည်းဘောလုံးသွားကန်လဲကန်လိုက်တယောက်တည်းပဲယူတာဘောလုံးဇုံနေအားပိတ်ထားသူတို့လူပေးလို့မရတော့ဇုံနေအားလုံးမှာပိတ်ထားတယ်လူပေးလို့မရတော့မင်းအမင်းဘောလုံးအိမ်မဲယူွားယူွားကြဲနေယူွားယူွားဘောလုံးပေးလို့မရတော့ဘောအဲ့မှာကွင်းလင်မှာပဲရက်နေဘာမှဆက်လို့လို့မရအရှိလည်းမရတော့ အရှိဘိုင်ရန်အရှိလည်းမရောက်လာတဲ့တော့ကိုအစနေကဘာမှပိတ်စရာမလိုတဲ့တော့ကို AC ပဲမင်းဘောလုံးယူသွားတော့မှကကြိုက်တာလို့ဆိုတဲ့ပုံစံပဲ AC ဆော့နေပွဲချိန်မိနစ်20မှာအာဆင်နယ်ကော်နာရတယ်ကော်နာစကာခရော့စ်ကလည်းကောင်းတယ်နူအာခံလိုက်ရတာပါလဲဆိုအာဆင်နယ်ပထမဆုံးမှာမတင်ခင်မှာနူအာနဲ့တော့ဒုက္ခပေးတယ်နောက်တန်းကောင်ကြီးကဘောလုံးလေးခရော့စ်တင်လိုက်အောင်နူအာရှေ့ကနေအားလုံးဖယ်သွားတော့ ဖောင်းလည်းဖြစ်เสียမှာရှိဘူး AC တင်းမတိုက်ပြီးကိုးသွားတယ်။နူကကြောင်ရောင်လေးနဲ့ကြည်နေ။ကိုးကိုးသွားတဲ့အချိန်ဘာလို့ရောလို့မလည်းမသိတော့32မိနစ်မှာမင်းရဲ့ဘုံမင်းရဲ့လိုအပ်ချက်ရှိတဲ့ Louis Kelly Louis Kelly အရင်လိုအပ်ချက်မင်းရဲ့နည်းနည်းလေး shaky ဖြစ်နေတာသူမထိန်နိုင်အောင်ဖြစ်နေတဲ့အချိန်မှာကနာဘရီဘယ်ဘက်ခြံနေညာဘက်ခြံကိုပြောင်းအလုပ်ပြောင်းနေဟာနေကနာဘရီချပေးတဲ့ဟာကိုကောက်တွန်းသွားတယ်32မိနစ်ထိပြီးတော့ဘွဲကနည်းနည်းမြေမြန်ဆန်နဲ့စောင့်နေတော့မယ်အာဆင်နယ်ဒီဝင်းတင်းတဲ့အလုံးကြီးအများကြီးပဲ မဝင်ပါဘူးဘာလဲဆိုတော့နူကတအားကောင်းတယ်နူကတအားပုံနေတယ်အဲ့တော့ဘာမှလည်းဆက်လို့လို့မရဘူးဆိုတော့အာတိတတိမနေ့ကပုံမှန်ရင်းရင်းနဲ့ဘယ်တော့မှစာကောက်ဒီလိုဝင်မျိုးမထုတ်တဲ့အာတိတတိစာကောက်ကိုထုတ်လိုက်တယ်68မိနစ်မှာမတန်တီဝင်လာတယ်ဝင်လာပြီးတိတ်မကြဘူးမာဒူဂီက69မိနစ်မှာတွေ့မာဒူဂီတနေ့လုံးကြီးလေမာတန်အဲ့68မိနစ်မှာမတန်တီနဲ့လူ ဟိုဟာနဲ့ကာလာဖီနဲ့ဝင်လာတယ်လူးဝစ်ကယ်လီနဲ့ဆက်ကောက်ထုတ်လိုက်တယ်အဲ့ဒီအချိန်မှာပဲ79နှစ်မှာကာလာဖီခရော့စင်ကနေမာတူနီတွင်းသွားတယ်89မိနစ်မှာဘာဖြစ်လဲဆိုတော့89မိနစ်မှာဘာဖြစ်လဲဆိုတော့သူတို့ဘက်ကလုံးဝအရန်တိုက်ဆစ်ဆင်လိုက်ဘိုင်မြူနစ်ဒီမနိုင်တော့မတေးကစားမဲ့ကွာဆိုတဲ့ဟာနဲ့တိုက်ဆစ်ဆင်တဲ့လုံးဝ high line ကိုတင် size တင်ဆော့လိုက်တယ်ဂူးသမားအစကွင်းလယ်ရောက်လာတယ်တောက်လျှောက်အတိတ်တိုက်နေတဲ့အချိန်မှာ ဘောလုံးပြတ်သွားတယ်မရီနိုဇူမန်နီကနေမရီနိုပေးတယ်မရီနိုကအီဇီကိုပေးတယ်အီဇီကမာဒူဂီဟိုဘက်မှာပြေးနေတယ်မာဒူဂီပေးလို့နဲ့မာတနလီစီလိုကြီးခရော်တင်ချသွားတာမာတနလီတီကြားတဲ့အချိန်မှာနူဝါကလည်းကွင်းလင်ပါပဲရှိနော်ဒူးနဲ့ဘောလုံးနဲ့ထိပြီးတော့ဘောလုံးကြီးကရှေ့ကိုထွက်သွားနူဝါကျင်ခဲ့နူဝါကလိုက်ပြီးမာတနလီဆွဲတဲ့မာတနလီနဲ့မာဒူဂီရဲ့အားသာချက်တွေပြေးတာဖြစ်တော့ ပြီးထွက်သွားတာဒီကင်းမေချီကျန်ခဲ့တယ်အေးစီဂိုးတုံးကသူဟိုးတစ်ခေါက်တော့အတိုင်းပဲအက်စတိုမီလန်ရဲ့ပွဲမှာအတိုင်းပဲဂိုးမသိခင်အောင်မဲခန်တဲ့အတိုင်းပဲဘေးမှာလူပါလိုက်ဆိုကိုကိုရင်တွင်းလိုက်တယ်ပြီးမှအောင်မဲခန်လိုက်တယ်အဲ့လိုနဲ့အာဆင်နယ်ကဂျာမန်ဘလူးပြောတဲ့ကောင်ကိုအေးစီတိတ်သွားတယ်3-1နဲ့နိုင်သွားတယ်အခုအာဆင်နယ်ဒီတီဘယ်ရကြည့်မယ်ဆိုရင်အဆင့်1မှာ15မှတ်နဲ့ချန်ပီယံလိမှာ15မှတ်အဆင့်1ပရီးမီးယားလိမှာလည်းအဆင့်1 AC ပဲ GD ရလည်းအသာဆုံးပဲ73နဲ့ AC ရတည်နေနောက်ဘာပွဲတွေရှိမလဲအာဆင်နယ်မှာနောက်ကြံမဲ့ပွဲတွေရဆိုရင်အာဆင်နယ်ဒီကလပ်ဘရူဂင်းနဲ့ကြံမယ်ပြီးရင်ချန်ပီယံလိမှာကလပ်ဘရူဂင်းနဲ့ကြံမယ်အင်တာနဲ့ကြံမယ်ကိုင်ရက်နဲ့ကြံမယ်အင်တာတဝဲပဲပွဲချက်ကြံတော့ကျွန်တော်အားလုံးပွဲချောင်ပါပဲโอเคဒီလောက်ပါပဲဒီသမီးအိုက်တင်ပါတယ်